ဖခင်ကြီးကျူးတို့ချီးမွမ်းပါတယ်အလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဒီနေ့ကျွန်တော်တို့ဒီကအစီအစဉ်ဖို့အတွက်ခေါင်းစဉ်လေးရတော့မင်္ဂလာရှိသောမျှော်လင့်ခြင်းဆိုတဲ့ခေါင်းစဉ်လေးနဲ့ဒီကအစီအစဉ်ဖို့အတွက်ဖြစ်ပါတယ်တီတူအိုရာစာအာခန်းကြီးနှစ်ပေါ့နော်ငွေ7 12 73ခပိုင်းထိကျွန်တော်ဖတ်ချင်ပါတယ်เจ้าหมู่ก็มิงลาရှိတော့မျောလင့်ရာကို၎င်း ချီးမြတ်သောဖခင်သခင်ဒီဟုသောငါတို့ကိုကယ်တင်တော်မူသောအရှင်သခင်ယေရှုခရစ်၏ဘုန်းတည်တော်ထင်ရှားပေါ်ထွန်းခြင်းကို၎င်းငါတို့သည်မျှော်လင့်လျက်ဟွန်းအဲ့ဒီမှာမင်္ဂလာရှိသောမျှော်လင့်ခြင်းဆိုမှပြောထားတယ်ပြီးတော့ချီးမြတ်သောဖခင်သခင်ပြီးတော့ငါတို့ကိုကယ်တင်တော်မူသောအရှင်ယေရှုခရစ်ရဲ့ဘုန်းတည်တော်ထင်ရှားပေါ်ထွန်းခြင်းကို၎င်းဆိုတော့ ာသခင်ယေရှုခရစ်ရဲ့ဘုန်းတည်လို့ထင်ရှားပေါ်ထွန်းခြင်းဆိုတဲ့အခါမှာဒါကကျွန်တော်ယုံကြည်သူတွေအတွက်ကပါလဲဆိုလို့ရှိရင်ချီဆောင်ခြင်းပေါ့နော်ချီဆောင်ခြင်းလို့ခေါ်တဲ့ဆိုတော့အာကာသကောင်းကင်ကိုသခင်ယေရှုလာပြီးကြွလာမယ့်ရအောင်ကျွန်တော်တို့ကမလုပ်အောင်လို့ဆိုမျှော်လင့်နေရတာအဲ့ဒါအရင်မင်္ဂလာရှိတဲ့မျှော်လင့်ခြင်းဖြစ်တယ်ဆိုတာတွေ့ရတယ်ဘယ်မှာနောက်တစ်ချက်ကကြတော့ဘာလဲဖြစ်နိုင်လဲဆိုလို့ရှိရင် တခင်ရှုဒုတိယအကြိမ်ကဘာမြေကြီးပေါ်မှာခြိချမယ်ရအဲ့ချိန်မှာတော့ဘုရင်ငါတို့ရဲ့ဘုရင်အနေနဲ့ဘုံပေါ်ထွန်းတာဆိုတော့တကယ်ပဲထင်ရှားပြီးတော့ဖယားငါတို့ရဲ့ဖယားအရာနဲ့တော့လာပြီးတော့ဂျေရုရှလင်မှာလာပြီးတော့မှအုပ်ချုပ်မဲ့အချိန်ပေါ့နော်ဒါကိုကျွန်တော်တို့နားလေရတယ်ဆိုတော့ဒါကိုဘာဖြစ်လို့ဒီချိန်ကိုဘာဖြစ်လို့မျှော်လင့်ရလဲဆိုလို့ရှိရင် ဆိုတော့ကျွန်တော်စဉ်းစားကြည့်အခုလောကကြီးမှာဖြစ်ပျက်နေတဲ့အရာတွေကကျွန်တော်တော်တော်လေးအာစိတ်ပျက်စရာကောင်းတယ်နော်လူတွေကအဓိကမေတ္တာတရားခေါင်းပါတာဆိုတော့တရားနဲ့တရားမေတ္တာတရားခေါင်းပါအတ္တတွေများတယ်ကိုကျိုးအတွက်ကိုကြည်တယ်နော်ပြီးတော့စစ်ပွဲတွေဖြစ်ကြအစ်စ်ဆိုတဲ့အတိုင်းပဲညာတာမှုမရှိဘူးဆိုတော့သူနိုင်ကိုနိုင် အပြန်ကျေးကြတာပဲဆိုတော့အဲ့ဒီမှာအကုန်လုံးဟိုလူကြီးကလေးဘယ်မှာတချီရွေဦးဘာဘာမှသူတို့ထောက်ထားတာမရှိအကုန်ဆွဲဖြဲဖြစ်တာနော်ဒါအခုမှလည်းမဟုတ်ပါဘူးနော်ဒါဟိုရင်ကလေးဦးကဒီလှန်နေဓာတ်တွေကင်နဲ့ခစ်ကလေးဦးကဓာတ်တွေကဖြစ်လာတာအဲ့ဒီခစ်တော့ပူတော်ဆိုးသေးတယ်သွေးအိုင်သွေးချင်းချင်းနေနေတဲ့ပုံစံမျိုးဖြစ်မယ်အခုအောင်မှာဘုံတနက်တည်း ပြောမှာအမြောက်တီအပြင်းဆိုလို့ရှင်ဒါအစနာပျောက်သွားတာမျိုးဖြစ်ကောင်းဖြစ်နိုင်သေးတယ်အဲ့တော့အဲ့တုန်းကဆိုပူဆိုးတဲ့အနေအထားမျိုးဖြစ်တယ်အခုလေဒါစစ်ပွဲတွေဆိုကျွန်တော်တို့နဲ့အရင်အရင်နှီးပါတယ်ကျွန်ပြည်တွင်းမှာရောပြည်ပမှာရောဒီချိန်ကြီးကဖြစ်လာတယ်ဆိုတော့တွေ့ရတယ်ဆိုတော့ဒီလောကကြီးကနေစရာတိတ်မကောင်းတော့ဘူးဆိုတော့တွေ့ရတယ်ကျွန်တော်ဒီညက်ပိုင်းနေမှာဆိုပို့ပြီးတော့မှစိတ်စိတ်လေးဖြစ်လာတယ်ဆိုတော့ တွေ့ရတယ်။နော်။အော်ဒါဒီအကုန်လုံးကလည်းတခင်ရွှေကကျူပြီးတော့မှပြောပြထားတဲ့နိမိတ်လက္ခဏာတွေ။ဆိုငါကြွလာကန်နေလို့ရှိရင်ဒါတွေဖြစ်မယ်ဆိုတဲ့အရာကိုဟိုတကျူပြောထားတယ်။ဒါကြောင့်ဒီတခင်ရွှေကြွလာကန်နေကြလို့ရှိရင်အာကျွန်တော်ကလည်းအရန်တာကိုရင်ခုန်ဖို့မျှော်လင့်ရစရာဖြစ်နေတယ်။ဒါကမင်္ဂလာရှိသူမျှော်လင့်ခြင်းလို့လည်းပြောတာ။ဆိုတော့2019မှာကိုဗစ်ဆိုတဲ့ခါမှာလည်း တကဘာလုံးမှာတက်တော့လေးတည်ကြတဲ့အရာတွေကျွန်တော်တွေ့ရတယ်ဆိုတော့20 27မှာကျွန်တော်ကျွန်တော်နိုင်ငံမှာဒါ crisis တွေဖြစ်လာတဲ့အရာတွေအများကြီးထပ်တွေ့ရတယ်။နော်ဒါကိုလည်းနင်းရတယ်။ဒီအရာကိုလည်းကြုံရတာပဲ။ဒီမှာလည်း covid ကိုအမှုမှာဒီမှာအတုံးယုံခံရတာမျိုးတွေရှိတယ်။အဲပြီးတော့မှရည်ကြီးတဲ့အရာတွေနော်ဒါရည်ကြီးတာတွေလည်းမြင်လာရည်ကြီးတဲ့အခါမှာမြို့တွေရွာတွေပျောက်သွားတာ နော်နုံးငင်ဖြစ်ဒါလည်းကျွန်တော်တို့မြင်ရတယ်တချို့နေရာတွေဆိုလို့ရှိရင်ကျွန်တော်တို့ဟိုဘုရားသခင်ခွင့်ပေးတဲ့အတွက်သွားပြီးတော့မှကုညီရတဲ့ခွင့်ကိုဘုရားသခင်ပြင်ဆင်ပေးတယ်အငှလင်းဆိုလို့ရှိရင်အခုကျွန်တော်ဖြစ်ပြီးဒါလေးကျွန်တော်မြင်ရပြန်ပြီဝန်းနေစရာကောင်းတဲ့အချိန်တွေဆိုတော့အဲ့ဒါကျွန်တော်နိုင်ငံပဲလားဆိုတော့ကျွန်တော်ဒီနေ့ပဲတတိယမှာဖတ်တဲ့အခါမှာဒါအမေရိကန်မှာလေငလျင်လှုပ်သွားတယ်ပြင်းထန်နေ6 6လောက်ရှိတယ်ဗောနော်6ကျော်6လောက်ရှိတယ်ဆိုတော့အဲ့ဒါကတကဘာလုံးဝဖြစ်နေတာငွဒါတွေကတွေ့ရတဲ့အခါမှာဆိုတော့ဒီနမိတ်လက္ခဏာတွေကလည်းဒါမှသင်၂4မှာပြောရတဲ့နမိတ်လက္ခဏာတွေကလည်းဖြည်းဖြည်းနဲ့ပြည့်စုံလာတဲ့အခါမှာဒီလောကကြီးကလည်းကျွန်တော်တို့နေဖို့အတွက်ဆက်ပြီးနေဖို့အတွက်ဒါဘုရားသခင်ထားရင်တော့ဘုရားသခင်ကျွန်တော်တို့ခိုင်းတဲ့အလုပ်တွေရှိသေးတယ်ကျွန်တော်တာဝန်ကြီးကြံသေးတဲ့အတွက်ကြောင့်မလို့ ချက်ကင်ထားတယ်ဆိုလို့ရှိရင်ကျွန်တော်တက်တန်းစီနေရမယ်။ဒါပေမဲ့ကျွန်တော်ဒီလိုအသက်ရှင်နေတဲ့အချိန်မှာခရစ်တော်မျှော်လင့်နေတဲ့ခရစ်တော်ကြွလာဖို့အတွက်တောင်းတနေတဲ့အရာကဒါအယဲမင်္ဂလာရှိတယ်ဆိုတဲ့အရာကိုပြောပြတာဖြစ်တယ်ဆိုတော့တွေ့တယ်။ဆိုတော့ကျွန်တော်တို့ကအဲ့လိုမျိုးခရစ်တော်မျှော်လင့်ဘူးအဲ့လိုမျိုးမနေဘူးဆိုလို့ရှိရင်ဖြစ်တတ်တဲ့အရာလေးတွေကိုဒီ73ခပိုင်းလေးမှာပြောပြထားတယ် ဆိုဖျားမဲ့တရားမဲ့နေခြင်းလောကီတမက်ခြင်းဘူဖေရှားလျက်ကျွန်တော်တို့အဲ့ဒီအရာတွေကဘာလို့ပြရမလဲဆိုရင်ဖေရှားပြရမှာဆိုခရစ်တော်ကြွလာတာကိုမမျော်လင့်ဘူးဆိုလို့ရှိရင်လူကအသက်တာမှာယော့တီယော့ရွေးဖြစ်သွားတယ်။ဖျားမဲ့တရားမဲ့နေခြင်းလာတယ်။ဖျားဆောင်တက်ခြင်းတော့ယုံကြည်သူမဲ့မိတ္တာနဲ့မဖွဲခြင်းပြန်ဖျားရှိခိုးအောင်မပြင်းနေ။အာအေးစီးပါ။ဆိုတဲ့ပုံစံမျိုး ဖြစ်လာတဲ့အခါမှာ ဆိုတော့အခုလို့တွေ့နေရတဲ့နမိတ်လက္ခဏာတွေအားဖြင့်အာဒါခရစ်တော်ကြွလာတော့မယ်ဆိုတဲ့အရာကိုလေကျွန်တော်တို့ဘက်ကနေပြီးတော့မှတတိပီးသလိုမျိုးဖြစ်နေတယ်အထဲမှာ elect ဖြစ်လာရတဲ့အကြောင်းလေးဖြစ်တယ်ဆိုတော့တွေ့မြင်ရတယ်ပြီးတော့နောက်တစ်ချက်ကကြတော့ဗာလဲဆိုလို့ရှိရင်လောကီတမတ်ချင်းဆိုတာဆိုဒီအရာတွေအကုန်လုံးကလောကမှာရှိတဲ့အရာတွေကျွန်တော်ဆွဲလန်းတတ်မှတ်နေတယ်ဆိုလို့ရှိရင်အဲ့ဒီအရာတွေကတကယ်တော့ကျွန်တော်ခြံခဲ့ရမယ့်အရာတွေဒါတွေအကုန်လုံးကကျွန်တော် ကောင်းကင်တက်သွားလို့ရှိရင် ပါသွားမယ့်အရာတွေမဟုတ်ကျွန်တော်ခရစ်တော်နဲ့တွေ့တဲ့အချိန်ကြောက်လို့ရှိရင်ကျွန်တော်ပြန်လို့ရတဲ့အရာမဟုတ်ဘူးတကူမဆိုတော့ဒါတွေကကျွန်တော်အကုန်ခြံခဲ့ရမယ့်အရာတွေဆိုတော့အဲ့ဒီအရာကိုဖခင်သားသမီးတယောက်အနေနဲ့ယုံကြည်သူတယောက်အနေနဲ့တက်မဲ့ဆွဲလန်းနေတယ်ဆိုလို့ရှိရင်ဟာဒါတော်တော်မိတ်မေးရမယ်နော်ဆိုတော့ဒါကိုကျွန်တော်ကအဆင်ပြေရမယ်ဆိုတော့ဒါကြောင့်ကျွန်တော်ပြောချင်တာကအာဒါဟိုကျွန်တော်စာဝတ်နေရေးအတွက် လောကမှာအလုတ်လုတ်ဖို့မလိုဘူးငွေမရှာရဘူးလို့ပြောကျင်နေရမဟုတ်အခုပြောကျင်နေတဲ့အရာတက်မဲ့ဆွေးလန်းတာလောကီအရာတွေမှာပဲကျွန်တော်စိတ်နှလုံးရောက်နေမယ်ဆိုလို့ရှိရင်အဲ့ဒါကဝန်းနေကြအကြောင်းဖြစ်တယ်ဒါကြောင့်ခရစ်တော်ကြွလာခြင်းကိုကျွန်တော်မျှော်လင့်နေဆိုလို့ရှိရင်အဲ့ဒီခရစ်တော်ရှင်ကကျွန်တော်စိတ်နှလုံးရောက်နေတယ်ဆိုလို့ရှိရင်ဒီလောကနဲ့သက်ဆိုင်တဲ့အရာတွေကိုကျွန်တော်တို့ဒါတွေကိုထားခဲ့မယ့်အရာမျိုးဒါတွေကအဲ့လောကမှာထားခဲ့မယ့် ဘာမှငါတို့ပြန်သေသွားလို့ရတဲ့အရာကောင်းကင်ပါသွားမယ့်အရာပါတခုမှမရှိဘူးဆိုတဲ့အရာကျွန်တော်စဉ်းကျင်နှလုံးသွင်းလို့ရတယ်ဆိုတော့တွေးရပါတယ်ပြီးတော့ကျွန်တော်လုံရမယ့်အရာကြတော့ဘာလဲဆိုတော့ယခုဘဝ၌ဣန္ဒြေစောင့်ခြင်းအဲ့ဒါဣန္ဒြေစောင့်တယ်ဆိုတာလောကနဲ့သက်ဆိုင်တဲ့အရာတွေကိုတက်မဲ့ဆွဲလန်းနေဆိုတဲ့ဇာတိတဘောကတော့ကျုံထဲမှာရှိနေတယ်အဲ့ဒီလိုကြုံလာလို့ရှိရင်ကျွန်တော်ကဘာဖြစ်ရမလဲဆိုလို့ရှိရင်ဣန္ဒြေရတယ် ်ငါတို့ဟာကောင်းကင်သွားလို့ရှိရင်ဒါတွေတည်သွားမှာသူမဟုတ်ဒါကြောင့်လောဘတွေကြီးပြီးတော့မှအပြန်ဆန်းလူရက်ပြီးတော့မှဒီလောကီနဲ့သက်ဆိုင်တဲ့အရာတွေကိုအတ္တတွေမမာနတွေနဲ့တိုက်ခိုက်နေမှုမဟုတ်ပါဘူးဆိုအင်ဒရီရရဩဒါတွေကလောကအရာတွေဖြစ်တယ်ငါတို့ရဲ့အတ္တတာထဲမှာငါတို့ကခရစ်တိုကိုမျှော်လင့်ပြီးအသက်ရှင်နေရမယ်ခရစ်တိုကလည်းအခုငါတို့ကိုပြောခဲ့တဲ့အရာတွေကတော်တော်လေးပြည့်စုံပြီးတော့မှာ လက်ရှိအခြေအနေမှာတော့ဒါတွေဖြစ်လာပြီ။အဲဒါဆိုကျွန်တော်တို့ပြင်ဆင်ရမယ်။ငါတို့တက်တာကိုပြင်ဆင်ရမယ်ဆိုတဲ့အခါမှာဒါကိုသူပြောချင်တာ။အင်္ဒရီစောင့်ရမယ်။နောက်တစ်ချက်ကကြတော့တရားသဖြင့်ကြင်ကျင်ဖျားဝန်း၌မွေးလို့ခြင်းတို့ကိုပြုနေရမည်အကြောင်းဟောဒါတွေ့တယ်နော်တရားသဖြင့်ကျင့်နေဆိုတာတမာတရားနဲ့အညီအသက်ရှင်အောင်ပြောတာ ျွန်တော်နှုတ်ကပတ်တော်တမတရားနဲ့ဖရာရဲ့လမ်းစဉ်အတိုင်းခရစ်တော်မှာခဲ့တဲ့ဩဝါဒအတိုင်းကျွန်တော်အသက်ရှင်မယ်နောက်တစ်ခုကကြတော့ဗာလဲဆိုလို့ရှိရင်ဖရာဝတ်၌မွေ့လျောခြင်းဖရာနဲ့မိသားရာဖွင့်ကျမ်းစာဖတ်မယ်ဆုတောင်းမယ်ယုံကြည်သူအချင်းချင်းကြားထဲမှာကျွန်တော်မိသားရာဖွင့်ခြင်းရှိပြီးတော့မှခရစ်တော်ရဲ့မြင့်တံနဲ့တယောက်နဲ့တယောက်ပြန်လဲဖေးမှကုညီမဆားကြတဲ့အသက်တာမျိုးရှိရမယ် တဲ့ဒါကိုကျွန်တော်တို့အတိအချပြောပြထားတယ်။ပြီးတော့မှတဲ့ငါတို့ကိုဆုံးမသွန်သင်ပြီးလူအပေါင်းတို့ကိုကေတင်တတ်သောဘုရားသခင်ကြီးစုတော်သည်ထင်ရှားပေါ်ထွန်းရဲ့ရှိ။ခုနပြောတဲ့ခရစ်တော်မျှော်လင့်တဲ့အခါမှာကျွန်တော်ဘက်ကစွန့်ပြေးရမယ့်အရာဖေထားရမယ့်အရာရှိရဲ့လက်တွေ့လှုပ်ဆောင်ရမယ့်အရာတွေကိုဒီမှာတေချာပေါ်ပြထားတယ်။ငါတို့အဲ့လိုပြောတဲ့အခါမှာဒါကျွန်တော်တို့ကဒါတွေလှုပ်ဖို့အတွက် အဖြစ်နိုင်မှာမလားတော့ကျွန်တော်တို့တမာတရားနဲ့ညီတက်ရှင်ဖို့လောကီတမတ်ချင်းတွေမှာအင်ဒရီစောင့်ပြီးတော့မှနေနိုင်ဖို့ပြီးတော့မှအာဒီနောက်ဘက်တော်နဲ့ညီချင်းဆောင်ပြုတ်မှုတို့ဖြစ်နိုင်မှာမလားလို့ပြောတဲ့အခါမှာဒီမှာသူကထပ်ပြီးတော့မှအဖြေတာတိုင်းပြီးသားတယ်ငွေ၁၄မှာကြတော့တို့သခင်ယေရှုခရစ်သည်ခတ်သိမ့်သောဒုစရိုက်မှာငါတို့ကိုရွေးနှုတ်ခြင်းက၎င်း ကောင်းသောအချင်းပဲ၌စိတ်အားကြီး၍ပိုင်ထိုက်တော်မူသောအမျိုးကိုမိမိပုစင်ကြစီခြင်းက၎င်းကိုကိုကိုစွန့်ကြဲတော်မူ၏။ဒါထက်ပြီးတော့မှ remind လုပ်တာ။ဒါကတကယ်တော့သိထားပြီးသားပဲ။လုံနိုင်တယ်။ဘာဖြစ်လို့လဲဆိုခရစ်တော်ငါတို့အတွက်အသီးခံတဲ့အရာကခတ်သိမ်းသောဒုစရိုက်ကိုငါတို့ထေရဖေရှားတယ်။ပြီးတော့မှကောင်းသော အကျင့်ဆိုတာတမာတရားနဲ့အညီဖခင်ရဲ့အလိုတော်တိုင်းအသက်ရှင်နိုင်ဖို့အတွက်ကိုအဲ့ဒီအရာအတွက်ကိုခရစ်တော်ငါတို့အတွက်သူ့ကိုယ်သူစွန့်ပြီးတော့မှအသီးခံအသွေးသွောရှင်ပြန်ထမြောက်ခြင်းကငါတို့အတွက်အဲ့ဒီအကျိုးကိုရတယ်။ဘာဖြစ်လို့လဲ။ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းကိုကျွန်တော်တို့ယုံကြည်လက်ခံတယ်။ကျွန်တော်တို့အပြစ်အတွက်အသီးခံတဲ့သူကျွန်းခံသွေးမြတ်တဲ့နေမှာရှင်ပြန်ထမြောက်တယ်ဆိုတော့ယုံတဲ့အခါမှာတန့်ရှင်သောဝိညာဉ်တော်ကကျွန်တော်တို့ရဲ့ အထင်းမှာဝင်ရောက်ကျင်းဝတ်တဲ့အခါမှာကျွန်တော်တို့ဟာအဖြစ်ဒူးစရိုက်တွေကလွတ်တဲ့အပြင်ဖခင်ရဲ့အလိုတော်နဲ့ညီအသက်ရှင်နိုင်တဲ့တကူအစွမ်းအားကျွန်တော်တို့ထင်မှာရှိသွားပြီ။တော်သူကပြန်ပြီး remind လုပ်တယ်ဆိုတာတွေ့ရတယ်။ဆိုတော့တိတုကငငယ်လေးဖြစ်ပါတယ်။ဆိုတော့နည်းနည်းအဲတိမိုသီထက်တော့ပို့ပြီးမှအသက်ကြီးမယ်ရင်ကြပြုတ်သူကဒီဟီလတာဆိုတာ green ပေါ့နော် green ကျူးတွေဘက်ကကြည့်လို့ရှိရင်ဒါတဘာမျိုးသားဖြစ်တယ်။ဒါပေမဲ့ငွေရည်နဲ့ရခင်အသုံးပြုလို့ရပေါ်လူရဲ့လှုပ်ဖို့ဆောင်ပဲလေဖြစ်နေတယ်ဆိုတာတွေ့ရတယ်။ဒါဆိုအဲ့ခါမှာ तू ကအခုနဒီ credit เนาะဟုတ်ပါရဲ့เนาะဟုတ်တယ်။ तू ကဒီ credit ကျွန်းမှာရှိနေတဲ့သူတွေကိုပြောတဲ့အခါမှာချို့တယ်သူတက်ပေါ်တော့မှာအသက်ကြီးဝါကြီးတွေရှိတယ်။เนาะသူတို့တွေရှိနေတယ်။တချို့တွေကလည်းငွေကြီးချမ်းသာတဲ့သူတွေရှိနေတယ်။တချို့တွေကကြတော့လေ အာဒီဩဇာအာဏာရှိတဲ့သူတွေဖြစ်နေတယ်အဲ့လိုလူမျိုးတွေ ਨੇ တွေ့တဲ့အခါမှာဒီအရှိမပြောထားတဲ့ဆုံးမတုံတင်ရမယ့်အရာကိုဘယ်ပုံစံနဲ့ဟောပြောဆုံးမတုံတင်ရမလဲဆိုတော့ဒီချာမှားထားတယ်ဆိုတော့တွေ့ရတယ်ဆိုတော့ तू လုပ်ရမယ့်အလုပ်ကိုဒီချာပြောတယ်ဣတရားစကားကိုဟောပြောခြင်းဒါငွေ15ပါနော်တိုက်တွန်းသွေးဆောင်ခြင်းဆုံးမပြစ်တင်ခြင်းတို့ကိုခတ်သိမ်းသောအာဏာနဲ့တကွာပြုကြလောอืม ဆိုတော့ဒီတရားစကားကိုပြောတဲ့အခါမှာရှိမှာကျွန်တော်တို့ဆင်ခြင်ခဲ့တဲ့အကြောင်းအရာတွေဘာလို့ရမလဲဆိုပြောရမယ်ဟောရမယ်ဒါကိုလုတ်လုတ်ကိုလုတ်ရမယ်အတတစ်ချက်နှစ်တစ်ချက်ကဘာလို့ရမလဲတိုက်တွန်းသွေးဆောင်ရမယ်တိုက်တွန်းသွေးဆောင်လေဆိုတာတွန်းတွန်းတိုက်တိုက်နဲ့နှုတ်ကပတ်တော်တမန်တရားကိုပြောရမယ်နောက်တစ်ခုကကြောက်သွေးဆောင်လေဆိုတာကြတော့ပြန်ပြီးတော့မှချုံမော့ပြီးတော့မှ ခုပဲပါလောင်ဆွဲရတာဖြစ်တယ်ဆိုတာတွေ့ရတယ်။ဆိုတော့တိုက်တွန်းနေသွေးဆောင်နေဆိုစကားနှလုံးနှမျိုးစလုံးကိုဒီဆရာယူရတိုင်ညာပါပါနဲ့နဲ့နဲ့ထည့်ထားပြီးတယ်။ကျွန်တော်ဟောပြောတဲ့အခါမှာနှုတ်ကပတ်ကိုဟောပြောတဲ့အခါမှာတွန်းတွန်းတိုက်တိုက်နေနှုတ်ကပတ်ကိုပြောရမယ်ခတ်သိမ်းသောအာနာနဲ့ပြီးတော့မှမြစ်တာနဲ့လေသူ့ဆွဲခေါ်ဖို့အတွက်ဖြစ်တယ်ဆိုတာကိုတွေ့ရတယ်။တော့နောက်ဆုံးတစ်ချက်ကကြတော့ပါလဲဆိုလို့ရှိရင်ဆုံးမပြစ်တင်ခြင်းမှားနေတဲ့သူ ညီကိုတွေမှာမှားနေတယ်သူဆိုလို့ရှိရင်ဘာလို့ရမလဲဆိုဆုံးမရမယ်ခုနကကျွန်တော်ပြောသလိုပေါ့ချမ်းသာကြွယ်ရတဲ့သူတွေရှိတယ်ဟောအာနာရှိတဲ့သူတွေလည်းရှိကောင်းရှိနိုင်တယ်အသက်ကြီးဝါကြီးတွေလည်းရှိနိုင်ဒါပေမဲ့တမာတရားနဲ့မညီဘူးဆိုလို့ရှိရင်ဆုံးမရမယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ခတ်သိမ်းသောအာနာလို့ဘာဖြစ်လို့ပြောလဲဆိုလို့ရှိရင်ဒီစကားတွေကကျွန်တော်တို့ကပြောရရမို့တိတုနဲ့အတူတူရှိနေတဲ့တန်ရှင်တော်ဝိညာဉ်တော်ရဲ့အရှိန်တကိုးနဲ့ပြောရတာ ဖရာရဲ့စကားဖြစ်တယ်ဖရာရဲ့အလိုတော်ဖြစ်တယ်ဖရာဖြစ်စီခြင်းတဲ့ရောက်တိတုကတဇာဗလာဖြစ်ဂျားခံပြောတဲ့သူဖြစ်တယ်ဒါကြောင့်မိဒါတွေကိုကြောက်နေဒီလိုပြောတဲ့အခါမှာဒါခရစ်တော်ကပြောခိုင်းနေဆိုလို့ဆိုရှုံကြည်ချက်နဲ့ပြောခရစ်တော်ရဲ့အာဏာနဲ့ခတ်သိမ်းသောအာဏာနဲ့ဘာလို့ရမလဲဆိုပြောရမယ်ဒါကြောင့်အဲ့ဒီလိုဖြစ်တဲ့အတွက်ကြောင့်မို့ကြံတဲ့သူတွေကသူ့ကိုဘာမှဖြစ်ရလဲဆိုလို့ရှိရင် အဘယ်သူမြတ်တဲ့ကိုမထီမဲ့မြင်မပြုစင်နေဆိုတော့ဒီလိုကျွန်တော်တို့ stand လုပ်တယ်ဒီလိုရက်တည်ပြီးပြောတယ်ဆိုလို့ရှိရင်ဂျန်တဲ့သူတွေကလုံးဝဒါကိုမထီမဲ့မြင်ပြုလို့မရဘူးဆိုတော့ဒါမျိုးတမတရားမှာရက်တည်ရမယ်ဆိုတော့ဒါကြောင့်ဒီမင်္ဂလာရှိတဲ့ညှို့လင့်ခြင်းဒီကျွန်တော်တို့အသက်တာကိုပူပြီးတော့မှတိဆောက်ပေးပါတယ်။ဒီမှာကျွန်တော်တို့အသက်တာကိုပူပြီးတော့ပြင်ဆင်နိုင်ပါတယ်။ပြီးတော့မှခရစ်တော်နဲ့အတူတူ ပြန်တွေ့တဲ့အခါမှာလောကနဲ့သက်ဆိုင်တဲ့အရာတွေကထားခဲ့ရမယ့်အရာတွေခရစ်တော်နဲ့တွေ့တဲ့အခါမှာကျွန်တော်တို့ခရစ်တော်ကိုပြန်ပြီးတော့မှပေးလို့ရတဲ့အရာတွေခရစ်တော်စီကိုပါဝါမယ့်အရာတွေလောကမှာတက်ရှင်ခြင်းအဖြစ်ကျွန်တော်တို့တက်တာကိုပြင်ဆင်ရအောင်ဆိုတဲ့အရာလေးနဲ့ဒီနေ့အတူတူကနှုတ်ကွက်တော်ဆင်ခြင်းခြင်းပါတယ်အားလုံးပေါ်မှာဖျားခင်တာဝန်ကောင်းချီးပေးပါစေ။